မရဲ့အပြစ်ဆိုတာသေချာကောင်းတဲ့ဆွဲအောင်မှတ်ကြည့်လူတယောက်မွေးဖွားလာတဲ့အစပြီးတော့ပညာမျိုးစုံကိုသင်ရတယ်ပညာသင်ရတယ်ဆိုတာဘယ်သူမှသိပြီးတော့စိတ်ဝင်စားတာမဟုတ်ဘူးမဖြစ်လို့သင်ကြရတာပဲများတယ်သေချာစဉ်းစားနော်ငယ်တုန်းကစကလေးဘွားတွေကစကာယခဝေသင်တွေကစဟုတ်လားအတမွေးမကြောင်းဘူးပညာရဲ့တခုခုတက်သေးအထိလောက်ကင်ရှာဖွေစွန်းရှိသည်အထိပညာကိုသင်ရတယ်တချို့ဆိုလို့ရှိရင်ဦးသည်အထိသင်နေကြတာတောင်ရှိရနော် ဟုတ်လား အဲ့လိုပညာမျိုးစုံသင်ပြီးတော့ဟုတ်လားအလုံမျိုးစုံကိုစူးစမ်းပန်းစာလုပ်နေကြရတယ်တချို့ဆိုအလုံလုံရင်းနဲ့ကျမ်းမာရေးထိခါတာရှိတယ်တချို့ဆိုအလုံလုံရင်းနဲ့အသက်ပါပေးလဲရတာတောင်ရှိတယ်တဲ့အဲ့ဒါပါလဲဆိုရင်အဲ့ဒီကာမဓိဥသောအကြောင်းကြောင့်ဒီပညာရဲ့အမျိုးမျိုးကိုသင်ပြီးတော့ရှာဖွေမျိုးမျိုးမျိုးကိုလောက်ကြရတာအဲ့ဒါလက်တွေ့မြင်နိုင်တဲ့ကာမရဲ့နံပါတ်1အပြစ်ပဲတဲ့စဉ်းစားနော်လူရုပ်လို့ရှင်ဖို့လုပ်နေကြတာလူတွေကတော့ထင်ပါပဲဟုတ်လားတကယ်တမ်းကအဲ့ဒါပါလဲကာမရဲ့အပြစ်တဲ့ အဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားအစီအစဉ်တွေကြဘယ်လိုပြောတော့ယဟန်တို့တဲ့အဲ့ဒါလိုအတက်မျိုးစုံကိုသင်ပြီးတော့အလုံမျိုးစုံကိုလုတ်ပြီးတော့ကိုလိုချင်တာကိုရှားကြတယ်ရှားလို့ရတဲ့ခါရှိသလိုမရတဲ့ခါရှိအဆင်ပြေတဲ့ခါရှိသလိုအဆင်မပြေတဲ့ခါရှိတယ်အဲ့ဒါအဆင်မပြေတဲ့ခါမှာဘာဖြစ်တုံးစိတ်ဆင်းရတယ်ပူလောင်ရတယ်ငိုကြွေးရတယ်ကိုလုံငန်းကိုင်းကမအောင်မြင်ဘူးဟာအဆင်မပြေဘူးဆိုရင်ဘာဖြစ်တုံးဒုက္ခရောက်တယ်အဲ့ဒါဟာနံပါတ်1ကာမရဲ့အပြစ်ပဲတဲ့ရှားလို့မရလို့ဒုက္ခရောက်ဟုတ်လား ခိုင်တချို့ကြတော့ရှားတယ်နိမျိုးလုံးသုံးပြီးတော့ရှားတယ်ရှားလို့ရတယ်ရလာတော့ကတတ်တာလားဆိုတော့မတတ်တာဘူးဘာလို့ရတော့အဲ့ဒါကိုမပြည့်စည်အောင်နိမျိုးစုံနဲ့ကာကွယ်စောင့်ရှောက်ရတဲ့မပွန်မပစ်အောင်တတ်နိုင်တဲ့မြတ်ထိမ့်သိမ့်ရတယ်နိမျိုးစုံနဲ့ဒါလေးမပြည့်စည်အောင်မလုပ်ရဘူးလားလုပ်ရတယ်နော်အဲ့လိုလှုပ်လာတဲ့ဂျားတွေကပဲအကြောင်းမျိုးမျိုးကြောင့်ကိုစုဆောင်ရှာဖွေထားတာလေးတွေကဘာဖြစ်တဲ့တုန်းပျက်စီးတတ်တယ်နော်အဆင်မပြေဖြစ်တတ်တယ်အဲ့ဒီအချိန်မှာဘာဖြစ်ပြီတော့ဒုက္ခရောက်ရတယ်တချို့စီးပွားပြက်သွားရှိရလေဟုတ်လားမတရားသဖြင့် နော်အယူခံလိုက်ရတာရှိတယ်အဲ့လိုနေမျိုးစုံနဲ့ပျက်စီးပြီဆိုလို့ရှိရင်ငိုကြွေးကြတယ်တချို့ယူသွားတာရှိတယ်တချို့ကိုယ့်ကိုယ်ကိုတတ်သေးတာတောင်ရှိတယ်အဲ့ဒါပါလေကာမကြောင့်ဖြစ်လာတဲ့တတိယအပြစ်လက်တွေ့မြင်နိုင်တဲ့အပြစ်ကိုပြောတာတဲ့အဲ့တော့ဆက်ပြီးတော့မြတ်စွာဘုရားပါပြောတယ်အဲ့ဒါကြတော့ကျေပြန့်တဲ့အဲ့ဒီ၃သက်ချက်ကဟောဒီလောကကြီးမှာတဲ့ကာမဓိဟုသောအကြောင်းကြောင့်ရှင်မင်းနေရာရှင်မင်းအချင်းချင်းညင်းနေကြတယ်နေ့လေတုန်းကတရားနဲ့ဆက်ဆက်ပြီးတော့တွေးနော်ကုံတွေတရားကုံတွေအချင်းချင်းညင်းနေကြတယ် ိဘနဲ့သာသမီညင်းခုန်နေကြတယ်ရံဖြစ်နေကြတယ်တရားယုံနေရောက်နေကြတယ်အမျိုးမျိုးအရှုပ်အထွေးမှုတွေဖြစ်နေကြရတယ်ဒါပါလေကာမတည်းဟူသောအကြောင်းအကြောင်းလက်တွေ့မြင်နိုင်တဲ့အဖြစ်ပဲတဲ့နော်အဲ့လိုနဲ့ဆက်ပြီးတော့မြတ်စွာဘုရားပါပြောတော့ဩတရားနဲ့တရားတတ်ကြမယ်ဆိုပြီးတော့ဓာတ်တွေလက်နဲ့မျိုးစုံကင်ပြီးတော့ရင်ဆိုင်ပြီးတော့သူကလည်းကိုယ်တတ်မယ်ဆိုတာသိတယ်သူကလည်းကိုယ်တတ်မယ်ဆိုတာသိတယ် ဒီလောက်ကြောက်เสียကောင်းတဲ့အနေအထားမျိုးမှာအချင်းချင်းပရိသန်တွေလို့အတင်းတူဝေပြီးတော့ခုတ်ကြထစ်ကြတက်ကြဖြတ်ကြလောက်ကြတာတွေမရှိဘူးလားအဲ့ဒါဘာကြောင့်အဲ့လိုဖြစ်တာအဲ့ဒီရာလူမှုဖြစ်ခြင်းမှုတစ်ခုကိုပဲအကြောင်းပြုပြီးတော့ဖြစ်တာအဲ့ဒါကာမကြောင့်ဖြစ်ပေါ်လာတဲ့လက်တွေ့မြင်နိုင်တဲ့အပြစ်ပဲတဲ့ဟောစဉ်းစားနော်အဲ့လိုနဲ့မြတ်စွာဘုရားဘာဆက်ပြောပြန်တော့ယန်းတို့တဲ့အဲ့ဒီကာမဓိဟူသောကြောင်းကြောင့်ဟောဒီလောကကြီးမှာတတ္တဝါတွေဟာမကောင်းမှုတွေကိုလောက်ကြတယ် ူများအိမ်ကဖောက်ပြီးတော့ခိုးရတာရှိတယ်အမျိုးမျိုးပေါ်လေမကောင်းမှုတွေအများကြီးလုပ်ကြတယ်အဲ့လိုလုပ်တဲ့အတွက်ကြောင့်မင်းတွေကဖမ်းဆီးပြီးတော့ဒီဘဝတွင်ကိုပဲအမျိုးမျိုးနှိမ့်ဆက်ကြတယ်ညှဉ်းပန်းကြတယ်အချုပ်ထဲထည့်ထားတယ်ထောင်ထဲထည့်ထားတယ်တရွံ့ပို့ပြတယ်တချို့ဆိုတတ်ပလိုက်တယ်ဟောဒါပါလဲဆိုတော့လက်တွေ့မြင်နိုင်တဲ့ကာမရဲ့အပြစ်ပဲတဲ့နော်အဲ့လိုနဲ့နောက်ဆုံးမြတ်စွာဘုရားဗာနဲ့ဆုံးသက်ထားလဲဆိုတော့ဒီကာမတည်းဟုသောအကြောင်းကြောင့်တတ္တဝါတွေဟာမဟုတ်တာလုပ်ပြီးတော့ဘဝဆုံးသည်ချမ်းမဲ့မှာအပေလေးပါးကိုရောက်ကြရတယ် အဲ့ဒါလည်းပဲကာမရဲ့အပြစ်ပဲလို့ဟောတယ်။ကာမရဲ့အပြစ်တဲ့နော်။ตายာပွဲအပြစ်။အဲ့လိုဆိုရင်ထွတ်မြောက်ရတာကဘာလဲ။ထွတ်မြောက်ဆိုတာဒီကာမရဲ့ပုံမှာလိုချင်ပဲမှုမှုလောဘကိုချုပ်ငင်းအောင်လုပ်နိုင်ခြင်းဟာအဲ့ဒီကာမဆိုတဲ့အပြစ်များလာတဲ့အရာကနေထွတ်မြောက်သွားခြင်းပဲတဲ့။ညင်းစရာရှိလား။စဉ်းစားနော်။အရင်ကောင်းနေတဲ့ဥစ္စာလေးဟုတ်လား။